အရှင်ဖယားဖယားဟာမာနတ်ဖြစ်ခဲ့ဘူးပါတလားဖယားမသိလို့ပါတဲ့ဗုဒ္ဓဝန္တအထကထာနဲ့တုတ်တနိဗ္ဗအထကထာတို့မှာဖယားအလောင်းတို့မဖြစ်တဲ့ဆက်ရှိဌာနဆိုတာရှိပါတယ်အဲ့ဒီဆက်ရှိဌာနကဘာတွေလဲဆိုတာကိုဦးစင်းဖတ်ပြမယ်နော်၁ပရိသန္တိအားဖြင့်ကံသူနာပင်သူမဖြစ်ခြင်း၂အယူမဖြစ်ခြင်း၃ ဘတွင်မှတွားရည်ယူသူစွန့်အာသူမဖြစ်ချင်း၄လူရိုင်းတို့၌မဖြစ်ချင်း၅ကြုံမဝမ်း၌ပရိတန်တွေမနေချင်း၆၄နိယတမိစ္ဆာဒိဋ္ဌိအယူရှိသူမဖြစ်ချင်း၇ခွနှစ်လိန်ပြောင်းလဲမှုမဖြစ်ချင်း၈ပင်စာနန္ဒရိယကံကိုကျူးလွန်သူမဖြစ်ချင်း၉ဘူနာယောဂဆွဲကတ်သူမဖြစ်ချင်း၁၀တရိစ္ဆာန်မျိုး၌ဖြစ်သော၁၁ မိုးအောင်ငယ်သောတတ္တဝါစင်ထက်ကြီးသောတတ္တဝါမဖြစ်ခြင်းစတိခုပိပါတိကနေဇာမတဏိကပြိတာဘုံဘဝတို့၌မဖြစ်ခြင်းစနှစ်ကာလကိဉ္စီကအတူရာတို့၌မဖြစ်ခြင်းစသုံးအဝေစီငရဲ၌မဖြစ်ခြင်းစလေးလောကန္တရိငရဲ၌မဖြစ်ခြင်းစငါကာမဝဆရနတ်ပြည်တို့၌မာနမဖြစ်ခြင်းစချောက်ရူပဗျမပြည်တို့တွင်အတညတ်ဘုံနှင့် ်သုဒ္ဓဝါဒဘုံတို့၌မဖြစ်ခြင်းဆက်ခွန်အရူပဘုံတို့၌မဖြစ်ခြင်းဆက်ရှစ်အခြားသောစကြဝဠာတို့၌ပြောင်း၍မဖြစ်ခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာဖျားအလောင်းတို့မဖြစ်တဲ့ဆက်ရှစ်ဌာနပဲဖြစ်ပါတယ်အဆိုပါဆက်ရှစ်ဌာနထဲမှာကာမဝဆရဘုံတို့၌မာနမဖြစ်ခြင်းဆိုတဲ့အချက်ပါတာကြောင့်ဖျားဟာမာနမဖြစ်ခဲ့ပါဘူးเนาะ